ငယ်ချင်းတို့ရေဒီနေ့တော့တောင်ကူမို့ဝင်ကဟင်းရဲ့ကျဲလေးချက်စားပါတယ်တောင်ကူမို့ဝင်ကတော့ချက်ရတာအရန်လွဲတယ်လို့အရသာလီရလဲ ထူချားပြီးအရင်စားလို့ကောင်းလို့တောင်ကမုတ်ငါချက်နီလေးလိုက်ကြည့်ကြပါအောင်เนาะရင်စုံနေနဲ့ငခု30သားလေးကိုရင်နွေးလေးဖြောလိုက်ပါမယ်ဗောနော်မကြီးမဲ့နဲ့စီလေးရပါတယ်အပေါ်ကအဲဒီအကြည့်အချွဲလေးတွေဖယ်လိုက်ပါမယ်ဒီလိုလေးတက်ဆင်ပြီးသွားပြီးဆိုလို့ရှိရင်เนาะဂျင်းရယ်စပလင်လေးရယ်ငံပြားကြီးလေးရယ်ထည့်ပြီးပြုတ်ပါတယ်ငံပြားကြီးမြများလေးထည့်ပြုတ်ပါတယ်ကဲအဲ့ဒါဆိုခဏလေးပြုတ်ထားတော့မှစက်သွန့်ဖြူရယ်ဂျင်းရယ်ကိုထောင်းထားပါမယ်ပြီး းလို့ရှိရင်တော့ဇပလင်လေးလဲထောင်ထားပါတယ်။ကဲအဲ့ဒါဆိုငါပြုတ်တာလေးရပြီဆိုခဏလေးချထားမယ်။ပြီးရင်ငပြောဥလေးလှီးပါမယ်။ဒါငပြောကောင်းလေးပေါ့နော်။အရင်စားလို့ကောင်းတယ်။အရင်ကြိုက်ပါတယ်။သူအားသာနော်။ကြာဆွေနေတော့ဆင်းတယ်လို့ပဲနော်။ရန်ကုန်မြို့ငါမှာတော့အဲ့ဒါတော့မထည့်ဘူးပေါ့နော်။ကဲအဲ့ဒါဆိုဟင်းရည်လေး အင်းကြီးလေးတည်ပါမယ်ပေါ့နော်အရင်ဆုံးနေနဲ့ကျက်သွဖြူချင်းထောင်းနာတာလေးစီတက်မယ်ပြီးရင်ငါပြုတ်ထားတာအနှွင့်ထားတာလေးပေါ့နော်ငါပြုတ်ထားနင်းထားတာလေးကိုထည့်ပြီးစီတက်ပါမယ်နည်းနည်းလေးပေါ့နော်ကြကြလေးစီတက်လိုက်မယ်အဲဆိုရင်တော့အဲအသားလေးနည်းနည်းရေခမ်းဝိုင်းခြောက်သွားအရဲကိုမှုေးပြီးတော့မှနော်တကယ်စားချင်းစရာလေးဖြစ်သွားပါပြီအဲဒါဆိုအခုနောက်ငါပြုတ်ရည်ချန်နာနဲ့ဇပလင်ပြုတ်ထားတဲ့ရင်ရွေးပြုတ်ထားတဲ့ထဲကိုထည့်မယ်ပြီးရင်ငပြောဦးလေးထည့်မယ် အလိုအပ်တဲ့အချုံမုံနည်းနည်းစားလေးနည်းနည်းထည့်မယ်ငံပြားရတော့ထည့်ရှာမလို့တော့ဘောနော်ငါပြုတ်တုံးကထည့်ထားတဲ့အတွက်ပါပြီးလို့ရှိရင်တော့ကျက်သွနီလေးထည့်ပါမယ်ကျက်သွနီအလုံးလိုက်စားခြင်းနဲ့အတွက်အလုံးလိုက်လေးထည့်ပါတယ်ကဲအဲ့ဒါဆိုနည်းနည်းကြကြလေးတည့်လိုက်ရင်တော့အရင်ကမှမှွေးပြီးစားခြင်းစပွဲဖြစ်နေတဲ့ရန်ကုန်မုတ်ဟင်းကားလေးရပါပြီကဲအဲ့ဒါဆိုလို့ရှိရင်အဲ မုတ်ဖက်တုတ်မယ်ပေါ့နော်အတုတ်အတွက်ကတော့ကျွတ်သွဖြူလေးစီတတ်မယ်ဒီနေထားလောက်ဆိုလို့ရှိရင်ရပြီကဲအဲ့ဒါဆိုရင်တော့စာချင်းစပွဲတောင်ကိုမုတ်ငါဟင်းရည်ကျဲရဲ့အတုတ်ရဲ့ရပါပြီဒါကတော့အင်း အကျဲထဲရောဘောနော်ဟင်းရည်ထဲရောအတုတ်ထဲရောထိစားလို့ရပါတယ်ဆန်လော်မုတ်ပါဆန်လော်မုတ်ကတော့အတုတ်ထဲထိစားပါဘောနော် တချို့ကလည်းအဲ့ဒီဟင်းရည်ဟင်းရည်မုတ်ငါဟင်းရည်ကျဲထဲထိစားကြိုက်တဲ့သူကထိစားတချို့တိလာတော့မစားဘူးဘောနော်ကြားတော့ကြိုက်တဲ့အတွက်ထိစားပါတယ်ဒါကတော့အတုတ်အတွက်ပါအတုတ်အတွက်ကိုဟင်းရည်လေးထည့်တုတ်ပါတယ်ဆန်လော်မုတ်လေးရဲ့ခဲချင်းတီလေးရဲ့နည်းနည်းပင်လေးရဲ့ထည့်တုတ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ဒါကတော့ဟင်းရည်ကျဲလေးစားမယ် အရန်ကိုမှနော်အရသာလေးကထူချားပြီးတော့ခရမ်းချင်းတီလေးပါတဲ့အတွက်အရန်စားလို့ကောင်းတယ်ဆလမုတ်လေးထည့်စားရပေါ့နော်တချို့တလေကတော့ထည့်မစားပါဘူးပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်တော့အရန်ကိုစားလို့ကောင်းတဲ့တောင်မုတ်ဝင်ကဟိရေကျဲလေးရပါပြီကဲအဲ့ဒါဆိုလို့ရှိရင်စားလိုက်ပါအောင်မယ်ဒါညတစ်ခေါက်ထပ်စားတာပေါ့နော်အရန်ဟိုတနေ့ကုန်မဲ့စားမိနေအရန်စားလို့ကောင်းတဲ့အတွက်ပေါ့နော် ငါပြောကောင်းလေးကိုအရင်ကြိုက်တယ်ငါပြောကောင်းလေးက तू ကလေစစ်စီလေးနဲ့ဘလို့လေးလည်းမသိဘောเนาะ तू ရတာလေးစိုက်မသွားဆိုင်လေငါပြောကောင်းလေးပဲတောင်းမိစားပါတယ်ကဲတကယ်ချင်းတို့လည်းလှုပ်ရှားကြည့်ပါကျေးဇူးတင်ပါတယ်